မင်္ဂလာပါမမိတ်ဆွေများဒီနေ့မှာဖௌဒသဂါထာရဲ့အသုံးဝင်ပုံအမျိုးမျိုးကိုမျှဝေတင်ဆက်ပေးပါမယ်။မင်္ဂလာသုတ်တော်ရဲ့ဂါထာပိုက်အမတ်၁၄ဖြစ်တဲ့ဖௌဒသအစချီတဲ့ဂါထာဟာမြမကန္နာယီဝိဇ္ဇာမယပညာရဲ့အနေနဲ့အလွန်အသုံးကျလာပါတယ်။ဒီလိုအသုံးကျပြီးအစွမ်းထက်လာတဲ့အတွက်ကြောင့်လည်းတချို့ကအိဆာတရားဂါထာလို့တောင်ခေါ်ကြပါတယ်။အနာယောဂါတို့ကိုတသက်ပျောက်ကင်းစေတဲ့အတွက်ကြောင့်အသက်ကဂါထာလို့လည်းခေါ်တတ်ကြပါသေးတယ်။ ီလိုအမျိုးမျိုးအသုံးဝင်ပြီးအစွမ်းထက်လာတဲ့ဘုဒ္ဓသာဂါထာရဲ့အသုံးပြုပုံနီးမျိုးစုံကတော့နံပါတ်၁စုံပူနတ်ပူအမောက်ပြောကအနောက်ရှက်တွေအတွက်ဘုရားတောက်တော်ကြီးကိုဒီဘုဒ္ဓသာဂါထာနဲ့မှန်းမှုပြီးတိုက်မယ်ဆိုရင်အမောက်ပြောကတွေရှောင်ကျဉ်သွားကြပါလိမ့်မယ်နံပါတ်၂ဘုဒ္ဓသာဂါထာတော်နဲ့အနာရီအဖူးကျိတ်တွေကိုနေရာရွှေ့ပြောင်းဈေးနိုင်ပါတယ်ပြုလုပ်တဲ့နီးကတော့ဟင်းကလာပင်ပြင်စငါးပါးကိုဖြစ်စေသို့မဟုတ် ကျက်သွန်ဖြူဥတလုံးကိုဖြစ်စေညက်အောင်ကြိတ်ပြီးအလုံးဖြစ်အောင်လုံထားပါမိမိရွှေ့လို့တဲ့အနာအဖုကြိတ်နေရာကိုသတ်မှတ်ပြီးတဲ့နောက်မှာအဲ့ဒီဟင်းကလာကြိတ်ဖက်အလုံးကိုဥဒ္ဒတဂါထာနဲ့တစ်ခေါက်မှန်းပြီးရင်အဲ့ဒီစေးကြိတ်ဖက်လုံးနဲ့အနာအကြိတ်ကိုစေးလုံးနဲ့38ကြိတ်တူ38ကြိတ်မှန်းရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာရွှေ့လို့တဲ့နေရာကိုအဲ့ဒီမှန်းထားပြီးသားစေးကြိတ်လုံးကိုအဝတ်တန်းတန်းနဲ့စီပေးထားလိုက်ပါအဲ့ဒီနောက်မိုးလင်းရင်အဲ့ဒီနေရာကို အနာအပူကျိတ်ရွှေ့ပြောင်းရောက်ရှိနေကြောင်းကိုတွေ့ရပါလိမ့်မယ်။နံပါတ်3တချို့အညာအရက်ဒေသတွေမှာအပူအကျိတ်ကြီးတွေမကြာခဏပေါလိရှိကြပါတယ်။ဒီလိုအပူကျိတ်ကြီးတွေဖြစ်ပေါ်ပြီးတဲ့နောက်မှာအကျိတ်ငယ်လေးတွေထပ်ပြီးတော့ဖြစ်ပွားဖြစ်ပေါ်လာလေးရှိပါတယ်။အဲ့ဒီအပူကျိတ်ကြီးတွေဖြစ်ပေါ်ပြီးတဲ့နောက်မှာအကျိတ်ငယ်လေးတွေထပ်ပွားပြီးတော့ဖြစ်ပေါ်လာလေးရှိပါတယ်။အဲ့ဒီအကျိတ်အနာတို့ကိုကုသတဲ့နည်းကတော့မူလအပူအကျိတ်ကြီးကိုအိမသမိန်ဝိဟာရီအိမန်တေမာတန် ဝတ်တံဥပေမိအဲ့ဒီဂါထာနဲ့ခုနှစ်အုပ်မှန်းပြီးအကျိတ်နာကြီးကို လက်ညှိုးနဲ့ဂါထာရွတ်ရင်ခုနှစ်ရစ်ရစ်ပါအမှန်ကတော့ဒီဂါထာကဝါတွင်ကာလမှာတန်ဃာတွေဝါဆူတဲ့အချိန်ရွတ်ရတဲ့ဂါထာဖြစ်ပါတယ်ဒါကိုဝါဆူစဉ်လို့ခေါ်ကြပါတယ်ဒီလိုပြုလို့ရချင်းကတော့ရှိနေတဲ့အနာကျိတ်ကြီးကို အနာမပွားရအောင် စီးသားထားခြင်းသဘောပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာအနာကိုစီးချပြီးတဲ့နောက်မှာအဲ့ဒီအကျိတ်ကြီးကိုဩဒတဂါထာနဲ့ကိုးကျိတ်မှန်းပြီး 9ချိန်ကြက်ချီခတ်ရပါမယ်။အကျိန်းနာတွေလက်တွေ့ဒိဋ္ဌပျောက်ကင်းတဲ့နည်းပဲဖြစ်ပါတယ်။နံပါတ်4ရုံရောက်ကဲရောက်တရားတပောင်တွေအမှုကြီးငယ်တွေရင်ဆိုင်ရပါကဘုဒ္ဓသာဂါထာကို မနက်နေထွက်နေ့လယ်မွန်းတက်ညနေနေဝင်ဒီ၃ချိန်ကာလအခါတို့မှာတစ်ချိန်ကိုပဒီ၅ပတ်စိတ်ပြီးစုတောင်းစူးယူပြုပါဒီချင်းစဉ်ကိုတော့စီးစာ၃ချက်အဋိဌံလို့ခေါ်ပါတယ်အမှုနိုင်တဲ့အချင်းအချက်အချုံနောင်တွေကနေလုံမြောက်စေပါတယ် နံပါတ်5ကတော့အကာယံဖြစ်စီးသားလို့ရဆိုရင်နေလိုက်သက်ဆိုင်ရာဒေါအရက်ကနေပြီးလက်ညှိုးတိုးပြီးဘုဒ္ဓသာဂါထာကိုရွတ်ရပါမယ်။ဥပမာတနင်္ဂနွေနေ့မှာအရှိမြောင်တော့အရက်ကနေစပြီးရွတ်ပါ။တနင်္လာနေ့မှာအရှိအရက်ကနေစပြီးရွတ်ပါ။ကြံတဲ့နေ့တွေမှာလည်းဒီနေ့တိုင်းအတူယူပြီးရွတ်ဆိုနိုင်ပါတယ်။နံပါတ်6ခရီးသွားတဲ့အခါမှာကားပေါ်မတက်မီမှာဘုဒ္ဓသာဂါထာကို29ခေါက်ရွတ်ပါ။ဘေးရန်ကင်းတဲ့သွားလန်းတာပြီး လာလန်းပျောက်စေပါလိမ့်မယ်။နံပါတ်9စိတ်ဆင်းရဲစရာကြုံတဲ့အခါဒုက္ခဘီးရန်အန္တရာယ်ကြုံတဲ့အခါဘုရားတရားသံကမိဘဆရာသမားအနန္တောအနန္တ၅ပါးတို့ကိုတောက်တော်ရီ၅ခွက်ကတ်လူပြီးအလဲခွက်မှာဩဒသဂါထာနဲ့သက်စီမှန်ပြီးတောက်ပါ။တွေးကြုံနေရတဲ့အခက်အခဲဘီးရန်အန္တရာယ်အသွေးသွေးတို့ကနေကင်းလို့စီပါလေ။စိတ်တော်ကကြုံဖွယ်ရာပြဿနာအခက်အခဲတွေပြေပြောက်ပြီးဒုက္ခချမ်းသာရစီပါလေ။ ။နံပါတ်၈ကတော့ဇီယောင်ကောင်းစီဖို့အတွက်ဗုဒ္ဓသာဂါတာကိုအမြဲယူပါ။ရေသို့မဟုတ်နာသာရေတခုခုကိုအဲ့ဒီဂါထာနဲ့38အုပ်ယူပြီးဂုံကိုပတ်ပြန်ပေးပါ။နံပါတ်၉ကလေးတွေညဘက်အတိတ်လန့်ဖြစ်ပြီးငိုကြွေးခြင်းကြောက်လန့်ခြင်းဖြစ်ခဲ့သည့်ရှိခဲ့သောပုံမှန်ပြထားတဲ့စင်ရုပ်ကိုစာရွက်မှာရေးဆွဲပြီးဗုဒ္ဓသာဂါထာနဲ့ရံပါ။ဗုဒ္ဓသာဂါထာကတော့ဗုဒ္ဓသာလောကတံမိဟိစိတ်တံယတနာကံပတိ ်အတောကံဝိရိဇံခေမံမိတ်ဆွေများအတွက်ဘုဒ္ဓသဂါထာရဲ့အသုံးဝင်ပုံအမျိုးမျိုးကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်မိမိတို့ဉာဏ်ရှိသလိုအသုံးပြုနိုင်ပါတယ်အားလုံးသင်ပြကြပါစေ။